မင်္ဂလာပါရှင်ညီမလေးတယောက်ကမယောနီစ်ကိုလက်နဲ့လှုပ်ပြပါဆိုလို့ကျမလည်းဆက်နေပဲလှုပ်ဘူးတော့ဒီတစ်ခါလက်နဲ့ကြိုးစားပေးထားပါရစေ7မိနစ်ပဲအချိန်ပေးရပါရရှင်မနက်ဖြန် cheese corn လောက်စားမယ်ဆိုတော့လိုလို့ပေါ့နော်အဲကြောက်တလုံးကိုခွဲပြီးတော့ အနှစ်အကာခွဲထားပါအနှစ်ကိုပဲသုံးပါမယ်နော်ပြီးရင်တော့တကြားထမင်းစားစွန်းတစုံ short ထည့်လိုက်ရပါတယ်စားကတော့နည်းနည်းလေးပဲထည့်ပါမယ်ပြီးရင်အဲ့နှစ်ခုကိုကျိညက်သွားအောင်မွေးပါမယ်ရှင်စီရောတော့အနက်မရှိတဲ့စီပါစီဖြစ်ဖြစ်သုံးလို့ရပါတယ်ဘဲစီနှမ်းစီမရပါဘူးနော်စီကိုကျွန်မစုစုပေါင်းထမင်းစားစွန်း၄စုံသုံးထားတယ်ပထမ၃စုံကို draw ပုံစံသွားတယ်နော်အဆက်လေးတွေချာချပြီးတော့တောက်လျှောက်မွေးသွားပါတယ်ရှင်ဝေါကနဲ့ထည့်လို့မရပါဘူးကြောက်ဦးနဲ့စီနဲ့ပေါင်းစပ်အောင်အဆက်အဆက်လေးတွေချပြီးတော့ပဲမွေးမရပါမယ်ရှင်ပထမ၃စုံကိုအဲ့လိုတောက်လျှောက်ထည့်ပြီးမွေးသွားလိုက်တာ ကျက်ဥနဲ့စီနဲ့ပေါင်းဆက်ပြီးတော့မယောနီတခြားလေးရလာပြီဆိုရင်တော့နောက်သုံးစားကိုထည့်လိုက်လို့ရပါပြီမယောနီများများလိုချင်တဲ့ဆိုရင်တော့ကျက်ဥတစ်လုံးကိုစီနှရမယ်သုံးလို့ရပါတယ်ဒါပေမဲ့မယောနီကနှစ်ပတ်ပဲထားခံတာဖြစ်တဲ့အတွက်ကျမကအများကြီးလည်းမသုံးလေစီနှမျောလို့ဆိုပြီးတော့လေးစွန်းစားပဲသုံးထားပါတယ်ရှင်စီလေးစွန်းအတိထည့်ပြီးသွားပြီကျမကတော့ခံမှန်းမိထဲတာပေါ့နော် ဒီလိုအနေထားလေးရလာပြီဆိုရင်တော့ကျွန်တော်ရှာလကာကြီးတစုံထည့်ပြီးတော့မှုလိုက်ပါမယ်ရှာလကာကြီးထည့်တာနဲ့သူကအယောင်ကဖြူသွားမှာဖြစ်ပါတယ်မီယိုနီစ်အယောင်ရမှာပေါ့နော်ဒါဆိုရင်တော့အိမ်လုံးမီယိုနီစ်လေးကရပြီဖြစ်ပါတယ်ရှင်ကျွန်မလည်းမနဖန်ကြရင် conscious လောက်စားရင်မီယိုနီအသုံးလို့လို့စူးစမ်းပြီးတော့လုပ်လိုက်ပါတယ်အချိန်ကုန်တက်တာပြီးငွေကုန်တက်တာပါတယ်အပြင်မှာဆိုရင်တော့မီယိုနီစ်ကသေးကြီးရည်လीနော်ကျေးဇူးတင်ပါတယ်ရှင်အဆင်ပြေပါစေ